ချမ်းသာခြင်းရင်ဘာကိုလှုပ်ကြွေးရအဖေကိုစောင့်ရှောက်ဟုတ်လားအဖေကိုပြိတ္တမလှုပ်ကြွေးဘူးအဖေကိုစော်ကားပြစ်မှားရင်ဘယင်ပင်ဖြစ်နေပေမဲ့အဲ့ဒီပုံကိုဘာဖြစ်မဲဆင်းရဲမဲအဇာတသက်ဘယင်တော့မဖြစ်ဘူးလားဘာသက်ပြီးဘယင်ဖြစ်အဖေကိုသက်ပြီးမှဘယင်ဖြစ်တာဟုတ်လား ဘယင်ဖြစ်လို့ပြိတဲ့အိတ်မဲကြံလိုက်တိုင်းမျက်လုံးထဲကိုလှန်တရားထိုးသလိုကြီးလှန်ချောင်းကြီးတွေပြည်ပြည်လာတော့မျက်လုံးကြီးဖွင့်ရတာအဲ့လိုကိုမပြောဘူးတဲ့ဘယင်တော့ဖြစ်တယ်ချမ်းသာရဲ့လားမွေရကောင်းကောင်းအိတ်ရကောင်းကောင်းအခန်းကောင်းကောင်းအဲ့ရကောင်းကောင်းကောင်းကြီးဖွင့်ထားပေမဲ့ဘယင်ကြီးအဲ့လိုပြောစေးလားဘာစော်ကားလို့ဖေကိုစော်ကားလို့အဖေကိုစော်ကားရင်ဘယင်ပင်ဖြစ်လင်ကစားမချမ်းသာဘူးလို့ဒီလိုမှဟုတ်ပြီလား အဲကြောင့်သူတော်ကောင်းတွေချမ်းသာခြင်းကြရတယ်ဆိုရင်ဘာကိုစောင့်ရှောက်ရမလဲဖေကိုစောင့်ရှောက်ရမယ်ဖေကိုပြုစုရမယ်ဖေကိုကျွေးမွေးရမယ်ပေါ့ဟုတ်ပြီလားနံပါတ်1ကပြိတဲ့အထောပိတေယတာဒုက္ခတဲ့နံပါတ်1ကအဖေနံပါတ်3ကအမေပေါ့နှစ်ခုပေါင်းရင်တော့ပြိတဲ့မိဘနှစ်ပါးကိုစောင့်ရှောက်ရမယ်ဒါပြောဘာကိုစောင့်ရှောက်ရမလဲမိဘနှစ်ပါးကိုစောင့်ရှောက်ရမယ် မိဘနှစ်ပါးဆိုတာတို့ရကောင်းတို့တွေဒီမိဘနှစ်ပါးကြောင့်ဥစဉ်တို့တွေဖြစ်လာရတာမဟုတ်လားမိဘနှစ်ပါးသာမရှိဘူးဆိုရင်ငါဆိုတာကိုရှိမှာမဟုတ်တော့ဟုတ်ပြီလားအဲကြောင့်မိဘနှစ်ပါးပြိသိကိုချမ်းသာပေမဲ့မိဘနှစ်ပါးပြစ်ထားရင်အဲ့ဒီပုံကိုယ်ရဲ့ချမ်းသာကြာရှည်မခံဘူးဒါကိုဥစဉ်တို့စာလေးတွေလည်းတို့ရကောင်းတွေဖတ်ဖို့မှာပေါ့နေရာတကာမှာတော်တော်များများတွေ့ပါ မိဘရဲ့မျက်ရည်တစ်စက်ဟာသာသမီဆင်းရဲတသက်ပဲဟုတ်ပြီလားအဲကြောင့်အလုံးသောသူတော်ကောင်းတွေမိဘမျက်ရည်ကြအောင်ဘရောမှမနှိမ့်ဆက်ကြနဲ့ဟုတ်ပြီနော်အဇတသက်ကိုဥပမာယူကြည့်ပေါ့ဘရင်ဖြစ်ပေမဲ့လို့ပြိတဲ့ချမ်းသာမှုရရဲ့လားမရဘူးမရဘူးသူတော်ကောင်း